ီရှစ်ပေါ့နော်ရှစ်ရှစ်ကို၃ညတဲ့ရှစ်ကို၃ညတဲ့ဒါမင်းတတရဲ့ရိုက်နေကြကိုပိုင်းစီကြောပေါ့နော်ဒီရှစ်ကို၃ညတဲ့ကိုရှစ်ဒီရှစ်လို့ကြကိုဒီကိုလို့ကြ၃ညဒီ တုံညလို့ကြတိတိတိလို့ကြားလိုက်တာ ਨੇ ဘောနော်ဒီရှစ်ထိတ်ဒီသူ့ရဲ့နောက်နေမှာရှစ်ထိတ်ကိုပြန်ကြားလိုက်တာ ਨੇ ဒီဒီဘရိတ်တိရဲ့ဘရိတ်တိရဲ့၃ခါရဲ့၄ခါရဲ့တိ၃၄ဒီရှစ်အဲ့ရှစ်ကိုရှစ်လို့ပြန်ရိုက်ပြီးတော့ဒီ၄ဘိတ်နဲ့ ခွာငါသည်ကိုးပုံလေးပေါ့နော်ရှင်းပြီးတော့ကိုးပေါ့ဒီကိုးဒီသူ့ရဲ့နောင်နဲ့ကိုးထိတ်လို့ကြားလိုက်တာ ਨੇ ရိတ်ကိုးတုံညာခါတုံညာခါကိုးတုံညာတုံညာသည်ကိုးလို့ရိုက်ပြီးတော့ဒီကနှစ်နောက်ပိတ်နဲ့ခွာခွန်နေသည်ကိုးပုံလေးပါပဲနော်ရှင်းကိုးပြီးတော့တုံညာ ဒီတုံညာဒီသူ့ရဲ့နောက်နေမှာတုံညာထဲ့ကိုကြားလိုက်တာ ਨੇ ပရိနှစ်တုံညာဖတ်ရှစ်ခါနှစ်တုံညာရှစ်ဒီတုံညာလို့ရိုက်ပြီးတော့နှစ်နောက်ပိတ်နဲ့ကွာခွန်ပြီးကိုပုံနေပါပဲเนาะရှစ်ကိုတုံညာပြီးတော့တစ်ပေါ့เนาะဒီတစ်ဒီသူ့ရဲ့နောက်နေမှာတစ်ထဲ့လို့ကြားလိုက်တာ ਨੇ နော်တစ်ထဲ့လို့ကြားလိုက်တာ ਨੇ ပရိခွန် ပရိက္ခုံတိခသုံးခပရိက္ခုံတိခသုံးခသည်တဲ့လို့ပြန်ရိုက်ပြီးတော့နောက်ပိတ်ခုံနဲ့ကွာပေါင်းနှစ်သည်ကိုးပုံသည်ဒီလေးကအတိအကျလောက်ခဲ့တဲ့ line လေးပေါ့နော်အဲ့ဒီရှစ်သည်ပေါ့နော်အဲ့ဒီကျွန်တော်တို့ရိုက်တဲ့ဒီရှစ်ကိုးတုံညာရှစ်သည်ပေါ့နော်အဲ့ဒီရှစ်သည်ဒီ break လေးနဲ့ break လေးနော် break လေးနဲ့ break လေး ရှေ့ဆိုပြီးတော့အဲ့ဒီရှေ့ရဲ့ပါဝါ3ပြိတ်3လို့ရိုက်တာနော်အဲ့ဒီရှေ့ကိုရိုက်တဲ့ချိန်မှာလည်းခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့ကိုးတွေဒီပေါ့နော်ဒီခွန်ခွန်ကားဒီကိုးအဲ့ဒီကိုးဒီပြိတ်ကိုးဆိုပြီးတော့ဒီလိုလှမ်းတက်ရိုက်တာနော်ရှေ့ပြီးတော့ကိုးရှေ့ပြီးတော့ကိုးပြိတ်ခွန်နဲ့ပြိတ်နှစ်ဒီကိုးအဲ့ဒီကိုးရဲ့ပါဝါလေးပြိတ်လေးလို့လှမ်းရိုက်တာပဲနော် ြစ်ပြီးကိုကိုကိုရိုက်တဲ့ချိန်မှာလည်းပဲဒီ၃ညနှစ်ခွန်ဒီကိုအဲ့ဒီကိုဒီစိတ်ကိုပါဆိုပြီးတော့ပုံနေပါပဲเนาะရှင်ပြီးကိုပြီးတော့၃ညပရိတ်ကိုနဲ့ပရိတ်တည်း၃ည၃ညရဲ့ပါဝါငါပရိတ်ငါလို့ရိုက်တဲ့ချိန်မှာလည်းပဲဒီကောင်ကတော့ကိုပုံနေပေါ့เนาะငါလေး၃ညဒီကိုအဲ့ဒီကိုဒီ669ကိုလို့ရိုက်တာပါပဲရှင်ကို၃ညပြီးတော့1 1မှာလည်းပဲဒီ ဘရိတ်နှစ်နဲ့ဘရိတ်ကိုးသည်တအဲ့ဒီရပါဝါ6ဘရိတ်6လို့အလှန်ရိုက်တဲ့ချိန်မှလည်းပဲပေါ့နော်အကိုကတော့ပုံနေပါပဲဒီတလေးလေးသည်ကိုးအဲ့ဒီကိုးသည်တခွန်တဘရိတ်ကိုးလို့ရိုက်တာနော်အဲ့ဒီကနေပြီးတခါ69 31ကနောက်ပေါင်း6နောက်ပေါင်း7နောက်ပေါင်း6 6 4သည်8နောက်ပေါင်း၃ညနောက်ပေါင်း၅နောက်ပေါင်း၄၃ည၅လေးဒီကို၈ကို နောက်ပေါင်းတင်နောက်ပေါင်းကနောက်ပေါင်းလေးတင်ငါလေးနောက်ပေါင်းသုံးခုဒီ၃ည၈၉၃ညနောက်ပေါင်း၈နောက်ပေါင်းကနောက်ပေါင်း၈၈၅၈ဒီ၈၈၉၃ညတက်ရိုက်တာပါမယ်နော်အဲ့ဒီ၈၉၃ညတက်ဒီနော်အဲ့ဒီ၈၉၃ညတက်ဒီနောက်ပေါင်းသုံးခုရဲ့ပေါင်းလား၈လို့ရိုက်ပြီအဲ့ဒီသူ့ရဲ့နောက်နေမှာတို့ဒီ၈နောက်ပိတ်နဲ့နော်ပရိင္းပေါင်းတယ် ရှိပြီးတော့ကိုယ်ပေါ့နော်နောက်ပေါင်းတုံညာနောက်ပေါင်းကနောက်ပေါင်းလေးနောက်ပေါင်းတုံရဲ့ပေါင်းကကိုယ်လိုကြပြီအဲ့ဒီရဲ့နောက်နေမှာသူကဒီကိုယ်နောက်ပိတ်နေပေါ့နော်အဲ့ဒီရဲ့နောက်နေမဟုတ်ဘူးနော်အဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာကိုယ်နောက်ပိတ်နေနော်ပရိင္ငါအပုံနေရှင်းနောက်ပိတ်ပရိင္ငါကိုယ်နောက်ပိတ်ပရိင္ငါနော်ရှိပြီးကိုယ်ပြီးတော့တုံညာနောက်ပေါင်းနေနောက်ပေါင်းကနောက်ပေါင်းလေးဒီတုံညာအဲ့ဒီနှစ်ထဲမှာတုံညာနောက်ပိတ်နေပရိင္ငါပုံနေပဲနော် စင်နောက်ဘိနဲ့ဗရိငါကိုနောက်ဘိနဲ့ဗရိငါတုံညာနောက်ဘိနဲ့ဗရိငါရှစ်ခုတုံညာပြီးတော့တင့်မှာဗရိရှင်နောက်ပေါင်းအနောက်ပေါင်းရှင်နောက်ပေါင်းကနောက်ပေါင်းရှစ်ရှင်ငါရှစ်ဒီတင့်နော်အဲ့ဒီတင့်ဒီတင့်နောက်ဘိနဲ့ဗရိငါအဲ့ဒီနေ့ထဲမှာဒါရှစ်ခုတုံညာတင့်နောက်ဘိဗရိငါဗရိငါဗရိငါဆိုပြီးတော့ရှစ်ခုတုံညာတင့်ရဲ့အစည်းကြောအဲ့လိုရိုက်ခဲ့တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီနှစ်နှစ်နှစ်သုံးနှစ်မှာဗောနော် အခုကျွန်တော်တို့ရိုက်မဲ့2025မှာကျွန်တော်တို့ရိုက်မဲ့2025မှာပေါ့နော်တင်းနှစ်တော့ကျွန်တော်တို့ဒီခုနကကျွန်တော်တို့ရိုက်တဲ့89တုံညာတဲ့စီကြောပေါ့နော်ရှေပေါင်း10လို့သူပထမအဦးဆုံးကြားတဲ့ရှေပေါင်း10လို့ကြားနော်နော်အဲ့ကနေပြီးတော့ဒီတနှစ်နှစ်နှစ်3နှစ်မှာပထမအဦးဆုံးကြားတဲ့ရှေပေါင်း9ပေါ့နော် ရှေးပေါင်းရှင်းပြီးရှေးပေါင်းကိုတနည်းနည်းနည်းသုံးနည်းမြောက်မှာရှေးပေါင်းကိုပြီးတော့မျိုးဒီပထမအဦးဆုံးကြတဲ့ရှေးပေါင်းတုံညပေါ့ရှစ်ကိုတုံညနော်ရှစ်ကိုတုံညတနည်းနည်းနည်းသုံးနည်းမြောက်မှာရှစ်ကိုတုံညတဲ့ဆိုတဲ့စီကြောကပထမအဦးဆုံးကြတဲ့ရှေးပေါင်းတပေါ့နော်ရှေးပေါင်းတရှိကိုတုံညာကိကိုရှေးပေါင်းရှေးရှေးပေါင်းကိုရှေးပေါင်းတုံညာရှေးပေါင်းတလို့ကြာသွားပြီ အဲ့မှာကြည်လိုက်ပါရှေပေါင်းရှေ့လို့ကြတာဒီပရိတ်6သူ့ရဲ့အောက်မှာပရိတ်6ရဲ့ပါပါပရိတ်7ပါလို့ပါပါရိုက်ပါနော်ရှေ့ပြီးတော့9နော်ရှေ့ပြီးတော့9ရှေပေါင်း9လို့ကြလိုက်တာ ਨੇ ရှေပေါင်း9လို့ကြတာဒီပရိတ်9ကိုရဲ့ပါပါပရိတ်9ရဲ့ပါပါ4သူ့အောက်မှာပရိတ်4လို့ရိုက်တာပါပဲနော် ရှစ်ကိုးပြီးတော့တုံညပေါ့နော်ရှစ်ကိုးတုံညတဲ့စီရောရှစ်ကိုးပြီးတော့တုံညပေါ့ရှစ်ပေါင်းတုံညလို့ကြားလိုက်တာ ਨੇ ရှစ်ပေါင်းတုံညလို့ရိုက်တာဒီပရိတ်တုံညတုံညရဲ့ပါပါငါပရိတ်ငါနော်အဲ့ဆိုကျွန်တော်တို့ရိုက်မဲ့ရှစ်ကိုးတုံညပြီးတော့တိရှစ်ကိုးတုံညတိဆိုလဲကျွန်တော်ရဲ့စီကြောမှာရှစ်ပေါင်းတိလို့ကြားလိုက်တာ ਨੇ ရှစ်ပေါင်းတိကြားလာဒီပရိတ်လေး လေးရပါပါကိုပရိတ်ကိုပရိတ်လေးရပါပါကိုပရိတ်ကိုဒါစဉ်းစားမှာနော်ဒီအချိန်မှာပရိတ်ကိုကပြစ်ပယ်လို့မရတော့ဘူးနော်ရှင်ပေါင်းရှိလို့ကြားတယ်ပရိတ်6ပရိတ်6ရပါပါပရိတ်1နော်ရှင်ပေါင်းရှိပြီရှင်ပေါင်းကိုလို့ကြားတယ်ရှင်ပေါင်းကိုလို့ကြားတာဒီပရိတ်ကိုပရိတ်ကိုရပါပါပရိတ်4ရှင်ပေါင်းရှိရှင်ပေါင်းကိုပြီးတော့ရှင်ပေါင်း3ညရှင်ပေါင်း3ညလို့ကြားတာဒီပရိတ်3ညအဲ့ ုံညရဲ့ပါပါငါဗရိတ်ငါလို့ရိုက်တာခုကရှေပေါင်းတစ်ဘောနော်ရှေပေါင်းတစ်လို့ကြားတယ်ဗရိတ်လေးတဲ့ဗရိတ်လေးရဲ့ပါပါဗရိတ်ကိုးပါတဲ့ဗရိတ်ကိုးပါတဲ့